စကားတန်းဒေတာကြီးကျွန်လာမြို့နယ်အတွင်းကတဖန်စိတ်ဆဲရေလောင်တမန်အတွက်စိုးရင်စရာမရှိဘူးလို့ဆေးရီပေးဝေးရေးအင်ဂျင်နီယာကပြောပါရယ်ခွန်မတာကတင်ဆက်ထားပါရယ်ရှင်စကန်တန်းဒေတာကြီးကျွမ်းလမ်းမြို့နယ်အတွင်းမှာရှိတဲ့တဖန်းဆိတ်ဆယ်နဲ့ပတ်သက်ပြီးလူမှုကွန်ရက်ဒီမှာဆယ်ရီတူလောင်ပမာဏထက်ကျော်လွန်ပြီးစိုးရင်ကြီးအမရောက်ရှိနေတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာပါ ုန်တိုင်းကြောင့်မိုးကြီးပြီးရေဝင်ရောက်တဲ့နှုံအမြင့်ဆုံးနေရာမှာရှိပေမဲ့ဆယ်ရည်တူလောင်နိုင်တဲ့ပမာဏကျော်လွန်ဖို့လိုသေးပြီးဆိုရင်ဆရာမရှိကြောင်းဆယ်ရည်ပေးဝေရေအင်ဂျင်နီယာကပြောပါတယ်။အဲကာယီပင်ရေပြည့်ပမာဏကတော့945ဖြစ်ပါတယ်။အခုလောလောဆယ်မှာတော့943ကျော်ကျော်လေးရှိနေတယ်ဗျ။အဲ့တော့တစ်ပေကျော်ကျော်နှစ်ပေလောက်နီးနီးလောက်ပဲလိုရတော့တယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီ945ကျော်မှ945ကာယီပင်အမှတ်ကျော်မှဒါဆိုရင်ရေမှဆိုရင်ရေမှကျော်မှ ဒီခုနကကျွန်တော်ပြောတဲ့အင်ဘလူးတွေရေလုံးရင်းဝင်လာမယ်ဆိုရင်အဲ့ဒီရေတွေကအကုန်လုံးဒါကျွန်တော်တို့ရေကိုလွှဲရနေထုတ်လွတ်ချလိုက်ရလို့ရှိရင်ဒါကျွန်တော်တို့မူးမြစ်တစ်ချောင်းလုံးစီးဆင်းသွားမှာဖြစ်ပါတယ်ဒါမူးမြစ်တစ်ချောင်းစီးဆင်းသွားပြီလို့ရှိရင်ကျွန်တော်တို့လမ်းတွေဒရားတွေဒါထိခိုက်ပြီးသူတွေနည်းနည်းပါးပါးထိခိုက်နေပါတယ်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့အဲ့ဒီရေကိုမရောက်အောင်အဲ့လိုလုံးရင်းနဲ့လွတ်ချတာမျိုးမကြုံရအောင်ကျွန်တော်တို့ကပြင်ဆင်ပြီးတော့တော့အောက်နဲ့ထိန်းကြည့်ပြီးတော့ကြိုတင်ပြီးတော့ဒါထိန်း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 နဲ့ကျွန်တော်တို့ကပြင်ဆင်လွတ်ချပေးရဖြစ်ပါတယ် ဒါနဲ့တို့တို့ဟိုကဝင်လာတဲ့ရှင်နဲ့တို့တို့ထွက်တဲ့ရှင်နဲ့ကိုချိန်ပြီးတော့ကျွန်တော်လုပ်နေတာဖြစ်ပါတယ်တကယ်လို့ဝင်ရည်ဒီအခုကျွန်တော်တို့ဒီနိုင်ပင်စောင့်ကြည့်နေတဲ့အတွက်ဝင်ရည်ဒီရော့ကျသွားမယ်ဆိုရင်ဒါကျွန်တော်တို့ထွက်တဲ့ရှင်ကိုလည်းဖြည်းဖြည်းချင်းနဲ့လျှော့ပြီးတော့ကျွန်တော်တို့ကဒီဒီတကားကိုကျွန်တော်ပြန်ပြီးတော့ပိတ်ပြီးတော့ဒီပြန်ပေါင်းတော့မှာဖြစ်တယ်ဒီဆက်ကို2001ခုနှစ်ကတည်းကတည်ဆောက်ထားတာပါရင်ဝင်ရောက်တဲ့နုံထာမြင့်တဲ့အနေအထားမှာရှိနေပေမဲ့ဆဲရဲခံခံမှုကိုတော့စိုးရင်ဆရာမလို့ဘူးလို့လည်းပြောပါတယ် အချိန်မီကျွန်တော်ကဖူးတန်ရောက်လာလို့ရှင်ဖွက်ချနိုင်မယ်ရေဘူးလဲအဲ့ဒါအကျေက438ပေးရှိပါတယ်တကယ်လို့438ပေးအကျေနဲ့ဖပစ်ရေဘူးလွှဲနဲ့လွတ်ပေးနေလွတ်ချနေတုန်းမှာထပ်ပြီးတော့ရေမတရားဝင်လာခဲ့ပြီရှိတော့ဒါကျွန်တော်တို့က emergency spillway ဆိုတာရှိပါတယ်အဲ့ဒါကတော့1208ပေးရှိပါတယ်ဒါကတော့သူကဖူးတန်ဖူးတန်ကိုနှစ်ပေကျော်လာပြီဆိုလို့ရှင်လွတ်လဲလွတ်တယ်ရေကလည်းဝင်လာသေးတယ် ဖူတင်ကနေပြီးတော့ဖူတင်ကိုလည်းနှစ်ပေကျောလာပြီဆိုလို့ရှိရင်ဒါအင်မာဂျင်စီရေပိုလို့ရနေပြီးတော့ဒါသိကြအောင်အဲ့တော့ဆိုလိုတာကကျွန်တော်တို့ကတော့ကျွန်တော်တို့ဒီဆရာကြီးအရင်ကဒီဇိုင်းတွက်ချက်ပြီးလုပ်ထားတာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ဆေးရကြန့်ခိုင်မှုကတော့ဒါကတော့အထူးပြောစရာမလိုပါဘူးဒါအေးအေးဆေးဆေးပါပဲကျွန်တော်တို့ဘာမှပြဿနာမရှိပါဘူးထိခိုက်မှုမရှိအောင်လဲဆယ်အောက်ဘက်မှာရှိတဲ့မုံမြစ်တစ်ခုလုံးကိုစောက်ကြည့်ပြီးရေလို့ပစ်ထားတယ်လို့ပြောပါတယ် လက်ရှိမှာတမယိုညံပင်ဝိုင်းဖက်တွေမှာရေအနှဲငယ်ကျဆင်းသွားတာဟာလဲအန်ဒီယမရှိနိုင်တော့ဘူးဆိုတာပြသနေတယ်လို့ပြောပါတယ်ဒီဆယ်ဟာနှစ်စဉ်လက်အက8သိန်းလောက်ရေပေးဝေနေတာဖြစ်ပြီးနှွေရသေးမှဆိုရင်လက်အက3သိန်းလောက်ရေပေးဝေနေတာဖြစ်ပါတယ်ကျွန်တော်ခွန်ပါတာပါ